ဟုတ်ကဲ့အလုံးပဲကိုစိတ်နှစ်ပါးဆွေးနွေးချမ်းမြေ့ကြပါစေမင်္ဂလာပောင်းနဲ့ပြည်စုံကြပါစေခင်ဗျာနော်ဒီကနေ့မှာကြတော့ကျွန်တော်တို့ပဲဒီဆိုလဲကျွန်တော်တို့ဒီ support line တွေကိုကျွန်တော်တို့ဘယ်လဲညာလဲမောင်းတဲ့ဒီ gear motor လေး220 motor လေးကိုကျွန်တော်တို့လုပ်ဆန်းချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဖိုင်လေးတွေကိုဖြည့်တဲ့ခါမှာဒီမှာကြတော့ကျွန်တော်တို့ကကြည့်လိုက်ရင်တော့ခွာရမလောက်တဲ့ပုံစံမျိုးလို့ဒီမှာကျွန်တော်တို့ဂိုင်းကူးတဲ့အပင်လေးတွေတချို့ပါတယ်ကျွန်တော် ကောင်းနေပြီပေါ့နော်အခိုင်ပူတဲ့အဲဒီမှာဆိုဒီဝါယာဂျိုးလေးဆိုရင်ဒါလောင်းနေပြီပေါ့နော်ဒါလေးလောင်းတော့တယ်ပြီးရင်ကျွန်တော်ဒီ start point start point မှာလောင်းတော့တယ် start point ရမယ်ဒါဆိုကျွန်တော်ကဒါအလုံးကျောက်ရမယ်ပေါ့နော်ဒါကကျတော့ကျွန်တော်တို့ကမော်တာကိုခလဲညာလဲပြုလုပ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ start point နဲ့ ရရှိတဲ့စတာကွိုင်းနဲ့ဒီနောက်မှာရှိတဲ့ running point ရဲ့ point ရဲ့ကျိုးဂိတ်တွေရဲ့ point ရဲ့အပင်ရေတွေ့တွေအလုံးညီနေရမှာဖြစ်ပါတယ်။ဒါကမှဒါမှလည်းပဲကျွန်တော်တို့ကဒီအာဟိုကကျွန်တော်တို့ဒီလိုမျိုးပေါ့နော်။ဒီမျိုး aluminum အိုင်လေးနဲ့ aluminum အိုင်လေးရဲ့ဒါသူ့ရဲ့ဝင်ရိုးပေါ့နော်။သူကမော်တာလေးကအငယ်အသေးစားလေးဆိုပေမဲ့သူကကျွန်တော်တို့ဒီ ဒီယာနဲ့ပြုလုပ်ထားတဲ့အတွက်ဟိုဒီမှာဒီယာနဲ့ဆင်ပယ်ထားတယ်ပေါ့နော်အဲ့တော့ကျတော့ဒီယာမော်တာလေးဒါသူ့ရဲ့ဒါသူ့ရဲ့ငါးဖက်လေးပေါ့နော်ဒါဒါသူ့ရဲ့ငါးဖက်လေးဘာလို့လဲ hand fight ကြီးအဲ95ခုเนาะဒီယာ ဒါဒီရခေါင်းလေးပေါ့အဲဒီရခေါင်းလေးပေါ့ဒါကြတော့ကျွန်တော်ဒီစင်ဖို့ပေါ်မှာရှိတဲ့စပွန်နိုင်အဝေးထွန်းတဲ့မီးကိုကျွန်တော်ကပယ်လဲညာလဲသို့မဟုတ်အပေါ်အောက်အဲလို့ပြောဒီရမော်တာလေးဖြစ်တယ်ပေါ့နော်မနေ့ထိုင်တာလားဒီရမော်တာလေးဖြစ်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီပိုင်လေးကိုသူ့ကိုပြန်ပန်းလို့ရှိရင်ကျွန်တော်တို့ကဒီစကပ်ကွိုင်ရယ်ရန်နေကွိုင်ရယ်အကြတော့အပင်ရေတူနေရမယ်ဘာလို့လဲဆိုတော့ဒီသူ့ရဲ့ connection ကို ကွန်ဒက်ရှင်ပိုင်းကိုပြန်ပြီးကြည့်တဲ့အခါမှာမြင်ရမလားမသိတော့ဘူးနော်ကွန်ဒက်ရှင်ပိုင်းလေးကဒီလိုပေါ့နော်ဒီမှာမော်တာအဲဒီမှာကျတော့ကျွန်တော်အတွင်းကနေပြီးတော့ဒီမှာနှစ်ပင်ပေါင်းပြီးတော့နော်စတတပင်ရယ်စတတပင်ရယ် running တပင်ရယ်ထွက်လာမှာပေါ့အဲဒီမှာမိဝင်ထားတဲ့အနေအထားမှာကျွန်တော်ကဒီစတနဲ့လွမ်းနဲ့ပေါင်းထားတဲ့ခမောပေါ့နော်ဘုံကျူးကိုကျွန်တော်တို့ကမိတပင်ဝင်ထားမယ်ကြံတာလေးကိုကျွန်တော်တို့ကဒီမှာ ီနားမှာပေါ့နော်ကက်ပါစီတာလေးနဲ့ခွာပြီးတော့ကင်မရာသိပိုကန့်မလုပ်ဘူးပေါ့နော်အဲဒီမှာကက်ပါစီတာလေးနဲ့ဒီကျွန်တော်တို့တချမ်းကိုမိဝင်လို့ဆိုရင်ဒီအပေါ်ကျိုးကိုဝင်ရင်တစ်ဖက်ဘဲဘက်ကိုလဲမယ်ဒီကျိုးတစ်ဖက်ကအောက်ကိုဝင်လို့ဆိုရင်အနောက်ဘက်ကိုပြန်လဲမယ်ပေါ့နော်။ဘယ်လဲညာလဲချိန်တဲ့အခါမှာကျွန်တော်တို့ကဒီကောင်ရဲ့တဘောတရားဟိုဟာအဝတ်စော်စင်းစော်တဲ့ဘက်ကအမော်တာနဲ့လဲတူညီပါတယ်နော်။ ဒါဆိုရင်ကွင်ကိုပတ်တဲ့ခါမှာဒီမှာဒီကျွန်တော်တို့ဒီအခန်းထည့်ထားတဲ့ဟာကိုကြည့်မယ်လို့ဒီကွင်တော်တော်လေးနည်းနည်းလေးပိုင်းရတာလင်းဝင်တယ်ဆိုတာဘာလို့လဲဆိုရင်ဒီမှာအခန်းသုံးနောက်မှနည်းနည်းကြည့်မယ်ဒီမှာပေါ့နော်အဲ့မှာ10နဲ့3ဆိုပြီးတော့3 5 6အဲဒီကအဲ့လိုမျိုးပြီးလို့ရှိရင်ကွင်ဒီအကုန်လုံးကကျွန်တော်တို့တစ်ခုနဲ့တစ်ခုထပ်ထားတယ်ပေါ့နော်အဲဒါပေမဲ့9အခန်းမှမထပ်ပါဘူး3အခန်းမှထပ်မယ် ငါးခန်းမှမထပ်ဘူးနောက်ပြီးလို့ဆိုရင်ခနဲ့အခန်းမှာခနဲ့အခန်းမှာကျွန်တော်ဒီမှာထပ်ထားတော့တွေ့ရမယ်ဒီကတချမ်းရယ်ဒီကတချမ်းရယ်ထပ်ထားတော့တွေ့ရမယ်ဒါကတော့ပိုင်ထဲတဲ့ခါမှာကျွန်တော်ကဒါတတိထားရမယ်အချက်လေးတွေဖြစ်ပါနော်အရာမလို့ကျွန်တော်ကပိုင်ကိုဖြုတ်တဲ့ခါမှာသူ့ရဲ့ကော်နရှင်ပုံစံထားပိုင်ထဲထားတဲ့အခန်းကန္တာလေးရယ်ကျွန်တော်ဒီပိုင်ထဲထားတဲ့အရင်အတွေ့ရယ် ပိုင်းကျိုးကိတ်ရဲ့ပြည်မှာဒီ slot မြောက်ထက်ဖြစ်တဲ့အပင်ရေးတွေ့တဲ့ကြားတွေကိုကျွန်တော်တို့ကဗတန်းယူထားရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲလောလောဆယ်မှာကျတော့ကျွန်တော်တို့ဒီပိုင်းလေးကိုစပြီးတော့ပြုတ်မယ်ပေါ့နော်ကျွန်တော်ကဒီပကပိုင်းလေးတွေဒီမော်တော်လေးတွေကျွန်တော်ပတ်တဲ့ခါမှာကျွန်တော်ကကယ်ရေးပိုင်းကိုထောက်ရလွယ်တယ်ဆိုရင်ကျွန်တော်တို့ကဒီလိုလေးပိုင်းလေးတွေကိုပြန်ထုတ်ယူရတယ်ရတယ်ပေါ့ဒါမှမဟုတ်ရင်ကျွန်တော်ကဒီပိုင်းကို စိုးနဲ့ဖြတ်ပြီးတော့ထုံးပြန်ရတယ်ပေါ့နော်ငယ်လို့ကျွန်တော်တို့ကဒီအနေအမြန်အနေအမြန်ကွဲတဲ့အနေထားလေးမှာရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းလေးတွေကိုအခုကျွန်တော်ဒီမှာဩဒီမှာမမြင်ရဘူးပေါ့နော်အခုဒီမှာကျွန်တော်ထောက်နေတဲ့အနေထားမျိုးလေးနဲ့ထောက်ယူလို့ရပါတယ်ကျွန်တော်တို့ပထမဆုံးမှာကွိုင်းအာဟိုပါဗန်နေလေးတွေမမာဘူးလို့ဆိုရင်ကျွန်တော်တို့အခုလိုပုံစံတိုင်းနေ ရှုပ်ယူလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဒီမော်တာထဲမှာထည့်ထားတဲ့အုတ်ဆလော့စက်ကူလေးတွေကိုကျွန်တော်တို့ကအဲတာတကြီးမထုတ်ကြည့်လို့ဆိုရင်ကျွန်တော်တို့အတွင်းကအကွိုင်းလေးကိုပြန်ထုတ်မယ်ပေါ့နော်အပေါ်ကနေကျွန်တော်ကဒီမှာအုတ်ဆလော့လေးကိုထုတ်လိုက်ပေါ့နော်ဒီမှာလည်းထုတ်ပြီးလို့ဆိုတာအကွိုင်းကိုကျွန်တော်တို့ကအဲမော်တာအကွိုင်းကိုစပ်ပြီးတော့ကွိုင်းပက်တဲ့အနေထားအတိုင်းကျွန်တော်ကဒီဟာလေးကိုနည်းနည်းစီပြန်လှည့်ပြီးတော့မထုတ်ဘူးပေါ့နော်အဲဒီမှာကျွန်တော်မထုတ်လိုက်ပေါ့ စ်စစ်ပေါ့နော်ကျွန်တော်တို့ဒီဖြတ်ရင်လည်းရတယ်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီပရမပိုးနဲ့ဒုတိယပိုးပေါ့နော်အဲဒီ coin ကိုသူကပဏခန်းမြောင်းမှာကျွန်တော်တို့ဖတ်ထားတော့တွေ့ရတယ်ပေါ့နော်အဲကျန်းထုတ်လို့ပေါ့ဆိုနောက်တစ်ချမ်းကိုလည်းကျွန်တော်ကနည်းနည်းစီထုတ်မယ်ဘက်ကကြွားတော့လို့ဆိုရင်ကျွန်တော်အိုဘက်ကို short ထုတ်လိုက်လို့ပြရပြီပေါ့နော်အဲဒါကြောင့်အဲဒါကကြတော့အောက်က ဒီမှာကျွန်တော်တို့ဒီအမွာ꽈တခန့်ကျန်နေပါတယ်နော်ဒီမြောင်းထဲမှာ꽈တခန့်ကျန်နေပါတယ်ဒီဖက်စီလာပြီဆိုရင်ဒီ꽈လေးကိုကျွန်တော်တို့ကဒီအတွက်ကြီးလို့ရတယ်ပေါ့နော်အဲနံပါတ်စီးရဆိုတဲ့အကြောင်းလေးကိုဒီလိုရပါတယ်ကောက်ကဲဒီမှာလည်းပဲကျွန်တော်တို့ကဆက်လက်ပြီးတော့ဒီအခန်းကောင်းဘူးပေါ့နော်ကျွန်တော်တို့ဒီအောက်ဆလော့လေး ကိုအနှဲငယ်လေးခွန်တယ်ပြီလို့ဆိုရင်ကျွန်တော်တို့ကဒီမှာဝါယာကျိုးလေးတွေကိုနည်းနည်းစီကျွန်တော်တို့ကြိုက်ထဲတဲ့ပုံစံလေးကျွန်တော်တို့အဲယူထုတ်မယ်ပေါ့နော်အခုဒီမှာကျွန်တော်ပြောနေတဲ့အတိုင်းပဲဒီသုံးရခေါ်ရမှာအခန်းမှာကျွန်တော်တို့ကထပ်ထားပြီလို့ဆိုရင်ဒီငါအခန်းမှာကြိုင်ကိုထပ်ထားခြင်းမရှိပါဘူးခင်ဗျာနော်အစောနာကျွန်တော်တို့ဒီအခန်းခုနှစ်မှာကျွန်တော်တို့ရည်ကြည့်တဲ့အခါကျတော့ကြိုင်ပင်ရည်တွင်းရတော့ကျွန်တော်တို့ဟိုဟာ130ရရှိတယ်ပေါ့နော် ဒါကြတော့ကျွန်တော်တို့ဒီ gear motor လေးပေါ့ဗျာနော်ပစ္စည်းတွေကိုပေါ့နော်ဘယ်လဲညာလဲဥမာအဖြစ်ပြီးတော့အတုပ်ပြုတဲ့နေရာမှာပုံမှန်မူတည်ပြီးတော့အတုပ်ပြုလို့ရတယ်ပေါ့နော်အခုလွတ်လွတ်ဆက်မှာကြတော့ဒါကတင်ဖောတွေမှာအတုပ်ပြုတဲ့ကျွန်တော်ဒီမီထောတဲ့နေရာမှာကျွန်တော်ကဒီဘယ်ညာအဲလက်ကြည့်မယ်ဓမ္မမဟုတ်ရင်လဲသူကအပေါ်အောက်ခေါင်းငုတ်တဲ့ဟာလေးပေါ့နော်အဲအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် အဲရှုပ်လဲမီးလေးရနေပြီးတော့တုပ်ပြီးတဲ့ဟာပေါ့ဒီတိမ်ဖော်မောင်းတဲ့ကပတိန်ခန်းကနေပြီးတော့ကျွန်တော်တို့ကဒီ support line ကို light လေးလေးရကြည့်လို့ရတယ် gear motor လေးပေါ့ဗျာနော်အဲဒီမှာ coin လေးတွေကိုကျွန်တော်တို့ကဒီ coin pad တဲ့ပုံစံအတိုင်းမျိုးလေးနည်းနည်းချင်းစီအမြောက်ထဲကနေကျွန်တော်တို့မယူထုတ်လာမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကအောက်ကအုတ်စလော့အေးကျွန်တော်တို့ဒီ ခံထားတဲ့ quantity တွေအစီအပြီးအာဒီမှာငားမှာလည်းပဲထပ်ထားတယ်ပေါ့နော်ထပ်ထားတဲ့အနေထားကကျွန်တော်တို့က तू ကသုံးရဲ့အပေါ်မှာထပ်မှာဖြစ်မှာဖြစ်ပါတယ်နော်ကျွန်တော်စိတ်ထစ်ပေါ့နော်ဟုတ်ပါတယ်ခင်ဗျာနော်သုံးအပေါ်မှာငားထပ်မယ်အဲဒီမှာဆိုရင်ငားရဲ့အပေါ်မှာသုံးထပ်မယ်ပြီးရင်ခုနှစ်နဲ့ခုနှစ်နဲ့ခုနှစ်မှာတော့ကျွန်တော်တို့ထပ်ထားပြီးသားပေါ့နော် okay အပြောစုလေးတွေအစီအမပြေတာလေးတွေစီးရင်လည်းတောင်းမှန်ပါတယ်ခင်ဗျာနော်ကျွန်တော်လည်းဗီဒီယိုဖိုင်လေးတွေ ရိုက်ဖြစ်တာကြာပြီကျွန်တော်ဒီဟောက memory ကြောင်တောင်ဖြစ်ပြီးတော့ဗောနော်အဲအဲ့လိုလေးညင်းညီးတဲ့ခါကျတော့အမျိုးသမီးကလည်းသူဒီဗီဒီယိုရိုက်တဲ့ကင်မရာလေးတစ်လုံးဝယ်ပေးတယ်ဗောနော်အဲ့ဒီကင်မရာလေးကလည်းကျွန်တော်တို့ကဒီတက်ခဲပိတ်မခိုင်းဘူးခင်ဗျာနော်ကျွန်တော်ဒီလိုမျိုးဖုန်းနဲ့ကျတော့ကျွန်တော်ရေစီအခုလိုမျိုးပဲရေစီတဲပြီးရိုက်တဲ့အတွက်ဗောနော်ဟိုကင်မရာကျတော့တက်ခဲတွေကမခံပါဘူးခင်ဗျာနော် ကျွန်တော်ဗီဒီယိုဖိုင်ကိုအချိန်ကြာကြီးအချိန်ယူပြီးရိုက်မယ်ဆိုရင်သူကမခံပါဘူးခင်ဗျာဒါကြောင့်မလို့တိုက်တော့အဆင်မပြေဘူးတော့ဗျာပြီးရင်တိုက်ပြီးလဲကျွန်တော်တို့ကတုံးလို့တော့မတက်ဘူးပေါ့ဗျာအဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ꽌လေးတွေကိုပြန်ပြီးတော့ရည်ကြည့်မယ်ပေါ့နော်ကျွန်တော်မရှိဒါဆိုရင်ကျွန်တော်တို့ဒီထက်က အခုဆိုရင်၅ဖက်အရသွားပြီပေါ့နော်အဲ့လိုမျိုးဖြစ်ရင်အဆင်မပြေဘူးဆိုရင်ကျွန်တော်ကဒီ꽌လေးကိုကျွန်တော်ဒီကနေခလဲကနေဖြတ်လိုက်ပေါ့ဗျာဖြတ်ပြီးလို့ရှိရင်အဲဒီမှာတပင်ကျသွားပြီ၅ဖက်ရယ်6 6ပြီးရင်ကျွန်တော်ကဒီမှာကျိုးစလေးတွေကိုကျွန်တော်ရည်မယ်ပေါ့နော် thì mà giờ cho nó tấu xe này đặc biệt đó giá trị tòa hủy bỏ nó là lên ra mà ờ tấu xe tấu cô lê xe lê tê lê nê lê 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 ngà lê chà สวัสดีครับบาย 嗯。 င်ဓမ္မဆိုရင်ကျွန်တော်တို့တရားရသွားပြီပေါ့နော်နည်းနည်းလေးတော့အတန်တိတ်နေတယ်ပေါ့နော်တရားရသွားပြီဆိုရင်ကျွန်တော်ဒီလိုလေးထောက်ထားပြီးတော့တရားကိုမှတ်ထားပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာထပ်ပြီးတော့ရှေ့ကြည့်သွားမယ်ပေါ့နော် နိုင်ရဖြစ်သွားပါပြီခင်ဗျာနော်နိုင်ရနဲ့6ပင်ပေါ့နော်ဒါတော့လောလောဆယ်မှာကျတော့ကျွန်တော်တို့ကဒီသူ့ရဲ့ဝါယာကျူး original တိုင်းကိုကျွန်တော်တို့ရေးမှတ်ထားရမှာပေါ့နော်နိုင်ရနဲ့6ပင်ဖြစ်သွားတယ်ဒါတော့အခန်းကောင်းကမှာပေါ့နော်သူကဒီ star coin နဲ့ running coin မှာအကုန်လုံးကိုထပ်ထားပါတယ်ခင်ဗျာနော်အဲ3နဲ့5ကိုကျွန်တော်တို့ကဒီ hour running coin ရဲ့သုံးအခန်းမှာအပေါ်က star coin ရဲ့ငါအခန်းကလက်ထပ်မယ် အဲအောက်ကငါးခန်းမှာကျွန်တော်တို့ကအပေါ်ကနေပြီးတော့သုံးခန်းကလက်ထပ်မှာဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ပါတယ်သူရဲ့ဟိုမှာကြာတော့ဒီမှာကြာတော့ကျွန်တော်ခေါ်နဲ့ခေါ်ထပ်အဲခေါ်နဲ့ခေါ်ထပ်ထားတာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာဒီမှာဆိုရင်ဒါခေါ်နဲ့ခေါ်ကိုထပ်ထားတယ်ဒီမှာဆိုရင်သုံးလေးနဲ့ငါးအခန်းမှာပေါ့ထပ်ထားတယ်အပေါ်ကဒီအတွင်းကစတက်ကွိုင်းရဲ့ငါးအခန်းကသုံးရဲ့အပေါ်မှာလက်ထပ်ထားတာကိုတွေ့ရတာဖြစ်ပါတယ်ခင်ဗျာနော်ဒီကတော့ကွိုင်းထက်တဲ့ခါမှာနည်းနည်းတော့ကြက်တယ်အဝလေးကလည်း ဒီအဝလေးကလည်းကျင်းတဲ့အတွက်ကျွန်တော်က꽌ထက်ရတာတော့နည်းနည်းလေးတော့ဟိုဟာအချိန်ပေးပြီးထက်ရမယ်ပေါ့နော်ကဲတာဆိုရင်ကျွန်တော်ဒီမှာအခန်း၃လေးတခုပဲကြံပြီးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဆက်လက်ပြီးလှူစားလိုက်ကြည့်ရအောင်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီအာဝါယာကိုမဖြန့်ပဲနဲ့ကျွန်တော်ဒီအောက်ကထက်ထားတဲ့ဆလော့မြောင်းထဲကစက်ကူလေးတွေအဲပြန်တုံးလို့ရရင်လည်းတုံးလို့ရလို့ရညာပေါ့နော်အဲအဲ့လိုလေး ်ချုပ်ဆန်းကြည့်နေပေါ့နော်ဒီတချို့ကျွန်တော်တို့ကဒီအိတ်သုံးပန်ကာတွေအရာကောပန်ကာတွေပေါ့နော်အဲ့လိုအားလေးတွေကြတော့ကျွန်တော်တို့ကဒီလိုမျိုးအနည်းအမြန်လေးတွေသူပါမယ် speed number 1 number 2 number 3တွေပါမယ်ဆိုရင်ကျွန်တော်တို့က point ကိုအဲ့လိုလေးအခုပုံစံလေးအတိုင်းကျွန်တော်တို့ဒီအရင်အဟောင်း YouTube ပေါ်မှာလည်းပဲကျွန်တော်ကဗီဒီယို file လေးတွေတင်ထားပြီးသားဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဝင်ကြည့်လို့ရပါတယ်အခုလည်းဒီမှာတစ်ခါထပ်မှန်ပြီးတော့ကျွန်တော်တို့ကဒီ ခွင့်ရေးလေးရတော့ပုံတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတွေလည်းမရိုက်ဖြစ်မတင်ဖြစ်တာတော့တလကြော်ကြော်လောက်တော့ရှိသွားပြီပုံတော့ခါလေးကြားလိုက်ရအာစိတ်အားငယ်ပုံခင်ဗျာနော်ကြည့်တဲ့လူနဲတယ်ကျွန်တော်တို့ကလည်းပဲဒီလူကြည့်များအောင်အတိတ်ပဲစစ်စစ်ဟာလေးတွေကိုမတင်ပေးနိုင်တဲ့အတွက်ဒီကြည့်စုတဲ့သူတွေကနဲတော့နဲတယ်ပုံတော့အဲ follower တွေကတော့များပြီလို့ရှိရကျွန်တော်တို့ဒီကြည့်စုတဲ့ဟာမှာကြတော့အနေငယ်လေး နဲနေတာကိုတွေ့ရတယ်ခင်ဗျာနော်ခါလေးလည်းအပြပါတယ်ခင်ဗျာနော်အဲဒီတော့ကျွန်တော်တို့အခုဒီမှာလည်းပဲပြန်ပြီးတော့တတိရတဲ့ခါကျတော့ပြန်ပြီးတော့တင်ပြန်ပါတော့ပဲနော်အင်းမလေးဟဲ့အဲဒီခါတလေစက်ကူလေးတွေကလည်းကျွန်တော်တို့ဒီဖြုတ်လို့မလွယ်တဲ့အနေထားလေးတွေမှာလည်းရှိတတ်တယ်ပေါ့နော်အင်းနည်းနည်းတော့ကျွန်တော်တို့ဒီ ဒါလည်းကျွန်တော်တို့ဒီဝတ္တနာပါပြီးတော့အတွေ့အကြုံရှိသေးတယ်ကျွန်တော်ညီကိုများတွေ့